အားလုံးပဲမင်္ဂလာပါနော်ဆိုတော့ဟိုပြိုင်ဘက်အသင်းဖန်တွေပေါ့နော်စကူဒင်းဖန်တွေပေါ့နော်သူတို့ကသိရမလားဟိုဟိုမီးအော်တာပဲမြင်တယ်ဗျာနော်အဲမီးကနန်းညက်တာကြတော့မမြင်ကြဘူးပေါ့နော်ဆိုတော့ဟိုအာဆနယ်တေဂန်ဘောရီယာနေဂိုးရဖို့စူးစမ်းနေတာဂိုးတွေရနေတာကိုပဲသူတို့မြင်ကြတယ်ဗျာဆိုတော့သူတို့စကူဒင်းလုံးလိုလိုကနော်ပိတ်ကန်နေကြတာတွေနော် ဟိုလောဘလောကြီးတွေနဲ့နှစ်ထပ်တုံးထပ်တွေကာကာပြီးတော့ကန်နေကြတာကိုကျွန်တော်မမြင်ဘူးပေါ့နော်ဆိုတော့ဟိုသူတို့ကမှအဲ့လိုတွေအလွန်အကျွံ့ကြီးတွေပိတ်ကစားနေမှာတော့ကျွန်တော်တို့ကဘယ်လိုကန်မှာလဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့အရန်နေဖိကစားတယ်ဆိုတဲ့အခါမှာသူတို့ကအရန်နေပိတ်တယ်ပိတ်တဲ့အခါမှာသူတို့ရဲ့ကြံဘက်ရဲ့ဂိုးပတ်ဝန်းကျင်ပေါ့နော်သူတို့ကိုပေါက်တွေရဲ့ပတ်ဝန်းကျင်မှာပဲကျွန်တော်တို့ကလက်ပစ်ဘောတွေတေကံဘောတွေတောက်ကံဘောတွေအချိန်ချင်းရတယ်ဗျဆိုတော့ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ရဲ့အခွင့်အရေးကိုအကောင်ဆုံးအသုံးချတာပဲဗျ ဒါမျိုးတွေရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့ချက်ပြီးပြောရရင်ကျွန်တော်တို့ဒီယာရီမှာဆိုရင်ဂွာဒီယိုလာရဲ့မန်စီးနဲ့တော့ကျွန်တော်တို့ကရင်ဆိုင်ခဲ့ပြီးပြီအဲ့ခါမှာလဲဂွာဒီယိုလာတောင်မှတခါမှမော်ဒီလိုမျိုးအဲ့ဒီလိုမျိုးပေါ့နော်မကံဘူးတဲ့ဂွာဒီယိုလာတောင်မှအာဒီဒါရဲ့အာဆင်နယ်ကျွန်တော်တို့အာဆင်နယ်ကိုသူတို့အရင်ပိတ်ဆော့ပြီးမှတရရလက်ယူသွားခဲ့ကြတာဗျာနော်ကျွန်တော်ဒီလိုမျိုးနေထားတယ်ကျွန်တော်ဒါနဲ့မဟုတ်တော့နော်ကျွန်တော်တို့ဒါ လီဗာပူးနဲ့အန်ဖီမာကန်ခဲ့တဲ့ပွဲမှာဆိုရင်လည်းပွဲပြီးမှစလော့ကိုတိုင်ကဝန်ခံခဲ့တယ်ကျွန်တော်တို့ဒီပွဲမှာအမှ7ပဲကန်ရင်6ပဲလောက်ကတည်ကြမှာတပွဲပဲနိုင်မှာဆိုပြီးတော့ပေါ့နော်ဟိုအန်ဖီမာဟိုလီဗာပူးကိုနိုင်ခဲ့တဲ့ပွဲမှာသူတို့လီဗာပူးကဘလောက်ထိခံစစ်ကိုပြင်ဆင်ပြီးဆော့ခဲ့ရတယ်လဲဆိုတာမျိုးကိုပြောပြခဲ့တာဗျာဒီလိုမျိုးတာကတွေရှိတယ်ဆိုတော့ဒါကနီးရတွေရဲ့ပတ်သက်လို့ကျွန်တော်တို့နော်ပြောပြနောက်တစ်ခုရှိသေးတယ်ဒါအချက်လက်တွေနဲ့ပတ်သက်လို့ဆိုတော့ကျွန်တော်တို့ ဒီဟာဒီပရီးမီးယားလိမှာအာဆနယ်ကပြန်ပတ်ဧရိယာဘီးကုတ်ထဲမှာနော်ဘောလုံးပေးပေးမှုအများဆုံးအတင်းအများဆုံးလှုပ်ထားတဲ့အတင်းထိတ်ဆုံးမှာနော်နံပါတ်1မှာပြောရင်တော့ဟိုထိတ်ဆုံး10နဲ့ထိတ်ဆုံး9နဲ့မှာအဆင့်လေးနေရာချိတ်တာတွေတော့မဟုတ်ဘူးအဆင့်1မှာရှိရဟာဘလောက်ထိကျွန်တော်တို့ open play ကနေသားပါတော့ဂိုးရအောင်စူးစမ်းနေတယ်လေစူးစမ်းတဲ့အလျောက်သူတို့ကဘလောက်ထိတောင်ပိတ်ဆော့နေတယ်လဲဆိုတာမျိုးတွေမြင်တာတယ်နောက်တစ်ချက်ရှိသေးတယ်အဲ့ဒါဘာလို့ဆိုဒီအရာဒီမှာကျွန်တော်တို့က throw ball အများဆုံးအတင်း ပြောတာတိုက်စစ်မှာတိုက်စစ်ဆင်ပြီးဆိုသရိုးဘောကြီးလောရတယ်ဗျအဲ့ဒါမှကျွန်တော်တို့ကအများဆုံးအနေအဆင့်တနေရာမှာရက်တည်နေတဲ့အတွက်ဆိုတော့ဒီအခြေလက်တွေကိုကြည့်ကြည့်ဒါကတော့ဟိုလူတိုင်းကိုမစိုးလို့ဗျာတချို့လူတွေကအာဆနယ်ရဲ့ကစားကဘလိုဘလိုဆိုတာအကောင်းဆုံးနားလည်ပြီးတာဘလိုတွေကြောင့်ဒီလိုမျိုးယူနေရလဲဆိုတာအာတေဂမ်မိုးတွေကနေယူနေရလဲဆိုတာလည်းနားလည်ပြီးတာဒါပေမဲ့တချို့အသက်ကိုမမြင်နိုင်တဲ့သူတွေအသက်ကိုကျွန်တော်ကချင်းပြပေးတာဒီလိုမျိုးတွေရှိတယ်ဗျာအာဆနယ်ဆိုတာက ဆိုတော့ကျွန်တော်တို့ဒီဆန္ဒလန်းကိုဒီကြားခဲ့တဲ့ပွဲမှာဆိုရင်လည်းဒါပြိုင်ဘက်ကလုံးဝကိုလက်ပစ်ဘောကိုအချိန်ယူပြီးပြစ်လို့မရအောင်လေဒီပါလေဒီလောက်ခဲ့တာပေါ့နော်ဆိုတော့ဒါမှထားပါတော့ဒါတွေဒါတွေကသူတို့ရဲ့ပြင်ဆင်မှုအတွက်လည်းလေးစားတယ်ဗျာကျွန်တော် respect ထားတယ်ဒါပေမဲ့ဆိုလိုချင်တာကပြိုင်ဘက်တွေနဲ့အနေနဲ့ Arsenal ဆိုရင်ဘလောက်ထိတောင်တတိကြီးကြီးထားပြီးရင်ဆိုင်နေရတယ်ဘလောက်ထိကြောက်ရွံ့နေရတယ်လဲဆိုတာမျိုးကိုသူတို့ကအဲ့မှဆိုလည်းအဲ့လိုသူတို့ပိတ်လေကစားခဲ့တယ်ပိတ်ကစားတဲ့အခါမှာသူတို့တွေဒါအာစပီတွေကတော့ပေးရမယ်ဗျာလက်ပစ်ဘောတွေပေးရမယ်တောင်းကန်ဘောတွေပေးရမယ် အဲ့ခါမှာသူတို့ကြိုတင်ပြီးပြင်ဆင်လာတာမှကစားကွက်တင်မကအောင်သူတို့ရဲ့လုတ်လုတ်ပိုင်ခွင့်နေအားလုံးနေတဲ့ကနေမှဒါမျိုးတွေလုတ်ခဲ့တာပေါ့တော့ဒီလိုမျိုးရှိတယ်ဒါတွေပြောတာလည်းကျွန်တော်တို့ကညီးပြနေတာမဟုတ်ဘူးနားလည်အောင်လို့အချိန်နေနားလည်အောင်လို့ပြောပြနေတာတချို့အတင်းကြီးတွေဆိုရင်အတင်းငယ်လေးတွေကအာဆင်နယ်လောက်ကိုပိတ်မစော်ဘူးပိတ်စော်တယ်ဆိုရင်တော့မှဒီလိုမျိုးအနေထားတွေကျွန်တော်တို့အာဆင်နယ်ကရင်ဆိုင်နေရတယ်ဒီခါမှာကျွန်တော်တို့ကဂုံယူတယ်ဗျာချင်းချင်းပြောရရင်ဟုတ်တယ်ပိတ်စော်တာတော့ခတ်ရမယ်ခက်ခဲမယ်ဆိုတာသိတယ်ဒါပေမဲ့အဲ့ဒီကနေမှကျွန်တော်တို့ကနိုင်သွားပြီဆိုရင် ဂုံယူတယ်တကယ်ကိုပို့ပြီးတော့ဂုံယူတယ်ဆိုတော့အာဆနယ်ဒီလိုယင်ဆိုင်နေရတာလဲဂုံယူတယ်ဒါကအာဆနယ်ဘလို့အသေးဖြစ်နေတယ်ဆိုတာကိုမိမောင်းထိုးပြနေတာပဲနောက်တစ်ခုကဘာလဲဆိုတော့ဒီဟာကိုကျွန်တော်တို့ကဒီတိုင်းကြီးပဲလေပစ်နေတာမဟုတ်ဘူးဗျလက်ရှိမှာလဲအဆင့်တက်မှာနေနေတယ်เนาะဒီလိုမျိုးတွေကစားကြတာတောင်မှပဲကျွန်တော်တို့ကအဆင့်တက်မှာပဲရက်တည်နေတယ်ဆိုတော့ဟိုပြီးခဲ့တဲ့ကျွန်တော်တို့အော်တိုဘာအင်နာအင်နာနေရှင်းနယ်ဘရိတ်မတိုင်ငုံကလည်းအဆင့်တက်ပဲအခုဒီမှာနိုဝင်ဘာ international break မတိုင်ခင်မှာလဲကျွန်တော်အဆင့်တက်မှာပဲရက်တည်နေတယ်။နော်လေးမှတ်တောင်ဖြတ်ထားတယ်ဆိုတော့ရှေ့လျှောက်ပြီးလဲပွဲစဉ်တော်တော်များများကိုအဆင့်တက်ကနေရက်တည်နေအောင်ပါဗျာ။ဆိုတော့အနိုင်အလိုက်မီအောင်လိုက်လာမဲ့ပြန်မဲ့တွေအတွက်လဲ like ခဲ့ပါတော့နော်။ Come on come on like ခဲ့တော့မှာပေါ့နော်။ကျွန်တော်တို့လဲရှေ့ရနေပြေးမယ်ဗျာနော်။ဒါမျိုးတွေကပို့ပြီးတော့ဂျင်းဆုံစိတ်လို့ရှာဖို့ကောင်းတယ်ပေါ့နော်။အားလုံးပြောကြနေပါနော်အားလုံးကျေးဇူးတင်ပါတယ်အစီအမံကျွန်တော် Facebook နဲ့ YouTube channel တွေကိုလည်း like and subscribe လုပ်ပြီးတော့အားပေးကြကြပါဦးနော်အားလုံး ကိုကျမ်းမာရေးကိုလည်းယူဆိုင်ကြပါလို့နော်